ဖိုးတဲ့အချောင်း channel ရဲ့ကျွန်တော်တို့ပုံရိပ်ထဲကဗမာတမိုင်းအစီအစဉ်ကနေကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ကာလတွေမှာလည်းဒီတပ်ပုံတွေအဲကျွန်တော်ဒီမှတ်တမ်းနေနေရတယ်ပြီးဗမာတီရဲ့တမိုင်းကြောင်းနဲ့ဆက်ဆက်နေတဲ့ကိစ္စနိုင်ငံရေးတမိုင်းကြောင်းလူမျိုးစုရဲ့တမိုင်းကြောင်းတွေကိုကျွန်တော်တင်ဆက်ဖို့ရှိပါတယ်။အဲအခုဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ကျွန်တော်ဗမာတီရဲ့အာနာရှင်တူဦးဖြစ်တဲ့ဗိုလ်ချုပ်ခင်ရဲ့အင်တာဗျူးပါ။ဒီအင်တာဗျူးဗီဒီယိုတော့ခင်ဗျားတို့တော်တော်များများ ကြည့်ပြီးသားကိစ္စပါတော်တော်လေးလေးလေးတည်ပြီးသားဒါဆိုရှယ်မီဒီယာမှာဒါ main stage troller တွေကလည်းဒီဗီဒီယိုလေးထက်ထက်ပြီးတော့လေခဏခဏသုံးတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဗီဒီယိုနားထောင်ပြီးကျွန်တော်ရဲ့သုံးသက်ချက်လေးနဲ့မှတ်ချက်လေးကိုမျှဝေပေးခြင်းတော့ဖြစ်ပါတယ်ဗျနားထောင်ကြည့်အောင်ငါပြောမယ်မီဒီယာကတော့ငါပြောခြင်းတယ်ကွာမီဒီယာကတော့ဝေဖန်ရေးတက်တက်မလုံးနဲ့နောက်ကျောင်းပြန်တဲ့အဟံပြုတ်လို့မလုံးပါနဲ့နောက်ကျောင်းပြန်တဲ့ဟာဒီတိုင်းပြည်တိုးတက်ရေးမဟုတ်ဘူးနော်နောက်ကျောင်းပြန်တာပြီး တိုင်းပြည်တိုးတက်တာမဟုတ်ဘူးဝေဖန်နေတာဝေဖန်ရေးတက်တက်တို့ရင်ကိုကိုကိုအရင်ဝေဖန်ရမယ်ကိုကိုကိုဝေဖန်ပြီးတော့မှသူများကိုဝေဖန်ရမယ်အဲ့ဒါကိုမီဒီယာကဝေဖန်ရင်းလို့ဆိုလို့ရှိရင်အင်ဂျယ်လက်ထက်တုန်းကဝေဖန်လို့မရခဲ့တဲ့အခါမှာခုလက်ထက်မှာနောက်ကျဟာဒါကတော့သူစနစ်နဲ့စနစ်စနစ်ချင်းမတူဘူးကွာအဲ့ဒါကြောင့်မလို့ထောက်ပြပြောဆိုမှုတွေရှိတဲ့အပေါ်မှာအင်ဂျယ်ကဟိုဝေဖန်နေလို့ဆိုလို့ရှိရင်လည်းအဲ့ပေါ်မှာလည်းဟိုဟာဖြစ်ပါတယ်အင်ဂျယ်ဟိုပြန်ပြီးတော့လည်း share အေးမင်းတို့ဝေဖန်နေတာပဲလေကွာ ဟိုအငယ်အနေနဲ့လေဟိုဒီအချိန်မှာမီဒီယာပွန်လင်းလာမှုပေါ့ဗျာဝေဖန်နေလို့မမြင်ဖို့လေအဲ့ပေါ်မှာဟာဟိုဝေဖန်နေတာပဲလေကွာဝေဖန်နေလို့မမြင်လို့မရဘူးလေဟုတ်ပါဘူး ဒါကတော့ကျွန်တော်တို့ DPP သတင်းဌာနကနေပြီးတော့ဒါ2015ပေါ့နော်ကျွန်တော်တို့ဇွန်လ22ရက်နေ့မှာတင်ထားတဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုကလည်းအစအဆုံးတော့ကျွန်တော်မတွေ့ရဘူးဒါသူစတင်တဲ့အချိန်တော့ဒါဆက်ဆက်တဲ့သတင်းအကြောင်းအရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တင်ရှာကြည့်တဲ့အခါမှာတော့အဲဒီလိုဒီခင်ညွန်းနဲ့ပတ်သက်တဲ့ဒီပြောဆိုနေတဲ့အပိုင်းကိုပဲကျွန်တော်တွေ့ရပါတယ်အဲ့တော့ခင်ညွန်းဆိုတာကတော့ခင်ဗျားတို့သိပြီးတဲ့အတိုင်းပဲဗမာဒီမှာဆက်အနာရှင်နော်1988ခုနှစ်ဆက်အနာတိတ်တဲ့အချိန်ကနေစပြီးတော့တောက်လျှောက် ဒါဗမာဒီဗမာလူဖွဲ့စည်းမှာခွဲခြားဖိနှိပ်မှုတွေကျွန်တော်တို့တက်ပြတ်မှုတွေရာဇဝမှုကျူးလွန်မှုတွေကိုများစွာကျူးလွန်ခဲ့တဲ့သူတယောက်ပဲကျွန်တော်စစ်ထောက်လိုင်းအဟောင်းတူဖြစ်ပါတယ်အဲဗိုလ်ချုပ်ခင်ညောင်ကဒီ1988ကနေပြီးတော့သူ2004ခုနှစ်အထိဒါစစ်ထောက်လိုင်းကိုခြံခဲ့တယ်နောက်တစ်ခါကျွန်တော်တို့ဒီဝင်ကြီးချုပ်တာဝန်တွေလည်းယူခဲ့တယ်ရုံးမခွန်ချက်တော့ပါတော့ထုတ်ပြန်ခဲ့တာမျိုးလေးကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီအရင်တော့ဆိုရင်7နှစ်ကြီးတည်င်းမှာဆိုရင်ဒါခင်ညောင်မပါရင်းနေမရှိဘူးလို့တော့ပြောစမဲ့ပြုကြတယ်ပေါ့နော်အဲ့တော့ဒီခင်ညောင်ပေါ့နောက်ပြီးတော့အဲ့ချိန်တော့ကျွန်တော်တို့လူဖွဲ့သီးတွေမှာရှိနေတဲ့ အဲ theory တွေအမြင်တွေအရဆိုရင်လည်းပါလဲဆိုတော့ခင်ညွန့်ကဒါနဝတ္တကိုနောက်ွယ်ရနေအဓိကအုပ်ချုပ်နေတာခင်ညွန့်ပဲတန်းရွှေကြီးကဘာမှမလုပ်တတ်ဘူးဆိုရဲဟာမျိုးလေဒါကျွန်တော်တို့အသက်ကြီးရဲ့လူကြီးလူမတွေလူကြီးသူမတွေစီကလည်းကျွန်တော်တို့အကိုရီအမတွေစီကလည်းကြားခဲ့ဘူးတွေပေါ့နော်ဒီခင်ညွန့်နဲ့ပတ်သက်ပြီးဆိုရင်အဲ့တော့နှစ်ထောင်လေးကြာတော့ခင်ညွန့်ကဒီအဖမ်းခံရတယ်သူတက်သူ့အမိသူပြန်နှင်းခံရတယ်ပေါ့ဗျာသူ့ရဲ့ညီမတက်မတော်ကြီးကပဲသူ့ကိုပြန်ဖမ်းတာပေါ့ဒီညီမစစ်တက်ကလည်းဖမ်းပြီးတော့ထောင်သွင်းပြီးတော့သူအချင်းချခံရတာ2012အထိပါ ့2010ဆနစ်မှာ तू ပြန်လေလွတ်မြောက်လာတယ်အဲ့တော့ဒီဗီဒီယို2015ပေါ့နော်အဲ့တော့အခု तू ပြောရတဲ့အပိုင်းမှာဆိုရင်အဓိကကျွန်တော် keyword လေးတွေကြည့်ကြည့်ရပေါ့နော်ကြည့်ကြည့်ရတဲ့အခါကျတော့ तू ကဒါ media ကို तू ကဝေဖန်ရေးဆိုတဲ့အမြင်ရှုတော့ကနေ तू ကပြောနေတာပေါ့နော်မင်းတို့ကဝေဖန်နေတယ်နောက်ကျောင်းပြန်နေတယ်ဒီနောက်ကျောင်းပြန်နေတွေကဘာမှမထူးဆိုတဲ့အာပေါ့ဒါအောင်ကြီးကြည့်လိုက်တာနဲ့သူ့ရဲ့ဒီမျက်နာအမူအရာ expression ပေါ့နော်ဒီ facial expression မျက်နာအမူအရာခံစားချက်ပြောဆိုမှုပုံစံကိုကြည့်လိုက်ရတယ်ဒီမြမစစ်တက်ကစစ်ရာဇဝဲကောင်းနေသည် နောက်ကျောင်းပြန်မှာဘလောက်ကြောက်လဲဆိုတဲ့ကိစ္စကိုခင်ဗျားတို့နေအောင်နေနော်နေလို့ရတယ်နားလေလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်တွေလုတ်ခဲ့တဲ့ရာဇမှုတွေအများလုံးအကြီးလို့နောက်ကျောင်းပြန်ပြီးတော့သူတို့ဒီလိုအပြောခံရတာဥပဒေအရရာဇဝကျောင်းရတာအပြစ်ပိတ်ခံရမယ်ဆိုဒီကောင်တွေထောင်ထဲကထွက်ရမယ်လွတ်ရအောင်ရှိမယ်မထင်ပါဘူးအဲ့တော့ဗမာဒီကိုဒီလိုဒုက္ခပေးခဲ့တယ်ကျောင်းသားအများအများကိုတတ်ဖြတ်ခဲ့တယ် ဘာသာရေးလူမျိုးရေးပြည်ပခါရဲ့နောက်ကွယ်ရလက်မဲတစ်ခုဖြစ်တဲ့နော1992မှာဒီရိုဟင်ဂျာတွေကိုဒုတိယတစ်ကြိမ်ဗမာတရမောင်းနှင်ထုတ်တဲ့ကိစ္စတွေမှာအဓိကပါဝင်ခဲ့သူတအုပ်ဖြစ်တဲ့ခင်ညွန့်ပေါ့နော်အဲ့တော့ခင်ညွန့်ကအခုဒီမီဒီယာအင်တာဗျူးတစ်ခုမှာသူကဒီလိုဝေဖန်နေနေဆိုတာကိုထက်ချုပ်ထက်ချုပ်ပြောရင်းနဲ့သူအဓိကကြောက်လန့်နေတာကိုသူ့ရဲ့အတိတ်တစေပါအဲ့ဒါပါလဲဆိုတော့နောက်ကြောင်းပြန်မှာကိုကြောက်တာပါအဲ့တော့မြန်မာစစ်တပ်ကဆေးရသွေးကောင်စစ်ကောင်းဆောင်ဆိုတဲ့ကောင်တွေအကုန်လုံးဒီနောက်ကြောင်းပြန်မှာကိုတည်အောင်ကြောက်ပါတယ် ဒါကြောင့်2008ဖွဲ့စည်းပုံ2010အသွင်ကူးတောင်းရေးကာလတွေမှာနောက်ကျောင်းပြန်နေဆိုတဲ့စကားကိုတို့လေးတန်းတော့မကြားရတဲ့အရာပါအဲ့တော့အခုကတော့ခင်းနှင်းကဒီလိုသုံးသက်နေတာပေါ့နော်တစ်ဖက်မှာလည်းမီဒီယာအင်တာဗျူးတွေအမှအပြန်ပြောတယ်ဒါဟိုဒီခင်းဟိုဒီဥခင်းညွန်းတော့နော်ဒီခင်းညွန်းတော့အချိန်လုံးကဆိုရင်လေဝေဖန်လို့မရတဲ့ကိစ္စဆိုတော့ဒါသူ့ခင်းနဲ့သူပဲငါတို့ကစစ်အစိုးရဆိုရင်မန်ကိုလေသူ့စီမှာထင်ထင်ရှားရှားကျွန်တော်နင်းရပါတယ်ဗီဒီယိုလေးကနည်းနည်းထက်ကြည့်ရှိသေးတယ်ကျွန်တော်တို့နားထောင်ကြည့်အောင်နော် ထောက်ပြခဲ့တာအေးနော်ထောက်ပြမှုတွေအပေါ်မှာအရင်ကအေးမမမမအချိန်မှာဒီလိုရှိတယ်အပေါ်မှာပေါ့ဒီမှာလည်းနှိတ်ကုတ်မှုတွေအခုကြည့်လဲရှိနေသေးတယ်အဲ့ဒီမဲ့အဲ့ဒါစနစ်ပုံမှာမူတည်တယ်ကွာငါတို့ရတဲ့ရင်တော့စစ်အစိုးရလေစစ်အစိုးရဆိုတော့စစ်အစိုးရပုံစံတိုင်းလုပ်ရတာအခုကဒီမိုကရေစီစနစ်လေကွာဒီမိုကရေစီစနစ်ဆိုတော့ဒီမိုကရေစီစနစ်အတိုင်းသွားတယ်တို့တော်ညာတော့တို့ဒီမိုကရေစီစနစ်ဒီမြန်မာနိုင်ငံနဲ့ဆီလျော်တဲ့ဒီမိုကရေစီစနစ်ပဲဖြစ်ရမယ်ဒါပဲနိုင်ငံတကာနဲ့ဟိုအမေရိကန်ကိုအတူခိုးလို့မရဘူးနော်အင်္ဂလိပ်ကိုအတူခိုးလို့မရဘူး သွားပြီးတော့မှဂျန်တဲ့နိုင်ငံတွေသွားအထူးခိုးလို့မရဘူးမြန်မာနိုင်ငံနဲ့စီလောတဲ့ဒီမိုကရေစီစနစ်ဖြစ်ရမယ်ဒါပဲငါတော့ဆုံးပြောချင်တယ်အဲ့တော့ဒီမှာခင်ရောဆက်ပြီးသူပြောတာကတော့ဒါမီဒီဒီမီဒီယာကိုပေါ့နော် မီဒီယာကိုသူကဒီသတင်းလွတ်လပ်ခွင့်မပေးနိုင်တဲ့ကိစ္စကိုပြောတဲ့အချိန်မှာဆိုတာအခုခေတ်ကဒီမိုကရေစီခင်မလို့ဒါဒီမိုကရေစီစံနှုန်းနေနဲ့ပေးလို့ရတယ်ပေါ့နော်သူတို့ကတော့စစ်စိုးကခစ်ဖြစ်တယ်စစ်စိုးကခစ်ဖြစ်တယ်ဆိုတော့ဖိနှိပ်တာဘာဖြစ်လဲဘာမှားလဲဆိုတော့ရှုတော်မျိုးပေါ့နော် အဲ့တော့အဲ့ဒါမျိုးလေကျွန်တော်တို့တွေ့ရတယ်။နော်ဒီမိုကရေစီလို့ပြောတဲ့ခါမှာလေ तू ကဒါမြန်မာတွေနဲ့ဟိုဟာဖြစ်တဲ့ဒီမိုကရေစီဆိုပြီးအမေရိကန်ဖြစ်လို့မရအောင်အင်္ဂလိပ်ဖြစ်လို့မရအောင်ဆိုပြီးလက်မကြီးတထောင်ထောင်နဲ့အဲဒေါ်ကြီးမော်ကြီးရန်တွေ့ပြီးတော့ तू ပြောဆိုနေတော့ကျွန်တော်တို့တွေ့ရတယ်ဗောနော်။ဒီအရာအကုန်လုံးကျွန်တော်ဘာလို့ပြန်ပြောနေလဲဆိုရင်ဒီကဥတီချက်ကတော့ဟိုခဏတော့ကြည့်ကြည့်ပါ။ခဏတော့ကြည့်ကြည့်ပါ။လူလူကိုဖိနှိပ်တက်ဖြတ်ပြီးတော့ဒါမျိုးရာဇမှုကောင်များတော့ကျူးလွန်နေခင်ညောင်းဟာသူ့ရဲ့ဂျူးသူ့သူ့ရဲ့ဂျူးလွန်မှုကြောင့်ပဲမဟုတ်ဘူးနော်။ သူ့ရဲ့တက်ထဲမှာရှိနေတဲ့စစ်သားအချင်းချင်းအာဏာလုမှုကြောင့်ဒီစစ်တပ်ရဲ့ဖိအားပေးမှုကြောင့်သူထောင်ထဲမှာနေခဲ့ရတယ်။အနည်းဆုံး9နှစ်နဲ့10နှစ်လောက်သူနေခဲ့ရတယ်။2004နေ့ကျွန်တော်2010နေ့အထိဒီလိုနေခဲ့ရပေမဲ့သူဒီဒီစစ်တပ်ကြီးပေါ်မှာဒီစစ်တပ်ရဲ့အာဏာသိမ်းမှုပေါ်မှာစစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်ကျူးလွန်မှုတွေပေါ်မှာနောင်နာရတဲ့ပုံစံတစ်စက်ကလေးတောင်ကျွန်တော်တို့မနေရပါဘူး။ဒါဒီကျွန်တော်ပြောချင်တဲ့ကိစ္စပါအကောင်းဆုံးဥပမာပါပဲ။ကျွန်တော်တို့အခုစစ်အာဏာရှင်စစ်သားတွေဒီလေဘရော့မှနောင်နာရပြီးနောက်လှည့်သွားမှလူတွေမဟုတ်ပါဘူး။ ဒီစစ်သားတွေဒီကနေကောင်းလို့ရရတယောက်တလီရဲ့လောက်များဒုံမုတ်သဘောထားတျော့တောင်းနေစစ်သားတွေများရှိလားမလားစစ်ကောင်းဆောင်တွေများရှိလားမလားဆိုပြီးတော့ကျွန်တော်တို့ညှို့လင့်ခြင်းညှို့လင့်ပြီးတော့နိုင်ငံရေးကိုစဉ်းစားမယ်ဆိုရင်ဒါဒီညှို့လင့်ချက်အမှားပဲဖြစ်ပါတယ်ညှို့လင့်ချက်အမှားပဲဖြစ်ပါတယ်အဲ့တော့ဒီလိုကောင်တွေဒီလွန်ခဲ့တဲ့နှစ်20ရက်လည်းနောင်တမရဘူးလို့လွန်ခဲ့တဲ့နှစ်60ရက်ကောင်တွေလည်းနောင်တမရဘူးနှစ်40ရက်ကောင်တွေလည်းနောင်တမရဘူးအခုမင်းအောင်လိုင်းစစ်အုပ်စုကလည်းဘရောမနောင်တရမယ့်ကောင်တွေမဟုတ်ပါဘူးဒါကိုကျွန်တော်တက်တသားတီးဖို့လိုတယ်အဲ့တော့မင်းအောင်လိုင်းစစ်အုပ်စုနဲ့ပဲဖြစ်ပါသေး ဒီစစ်တပ်ကကောင်နေနေပဲဖြစ်ပါစေခင်ဗျားတို့တွေစဉ်းစားတဲ့အခါမှာယုံကြည်လို့ရတဲ့ကိစ္စယုံကြည်ပြီးတော့တိုင်းပြည်ကိုထူထောင်လို့ရမယ်လို့ဆိုတဲ့ကိစ္စမျိုးတွေးဆချက်မျိုးစဉ်းစားချက်မျိုးရှိရင်တော့အလုံးပြစ်ပယ်လိုက်ကြပါမြန်မာစစ်သားစစ်ရဲဆွေးကောင်နေဒီဘရုံးမနောင်နာရရဲကောင်နေမဟုတ်ပါဘူးအင်မတန်ကြောက်ဖို့ကောင်းပါတယ်အဲ့တော့ဒီဟာကိုကြည့်ပြီးတော့သူတို့ရဲ့အာအာနာရှင်အတွေးခေါ်ဒီလူကိုဘယ်လောက်ဖျက်ဆီးတဲ့ပြီးတော့အာနာရှင်ဝါရဘယ်လောက်ဝင်နေလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အမှတ်ရနိုင်စေဖို့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့လေကိုယ့်ရဲ့ပတ်ဝန်းကျင်ပတ်ဝန်းကျင်ဝင်ကျင်ဗီဇအသွင်သွင်းမှာရှိနေတဲ့လူပတ်ဝန်းကျင်ကြောင်းပါလေအာနာရှင်စနစ်နဲ့အာနာရှင်ဇယိုက်ကပါလေငါတို့ပတ်ဝန်းကျင်မှာကိုခင်ညွန့်နဲ့ဇယိုက်တူနေတဲ့လူတွေဘယ်လောက်များရှိလဲဆိုတာကိုလည်းနိုင်ရှင်စဉ်းစားပြီးတော့အဲခင်ညွန့်ပြောသလိုဝေဖန်ရေးလုပ်နိုင်ကြပါသေးလို့ပဲပြောလိုက်ပါရစေကြာအားလုံးကျေးဇူးတင်ပါတယ်ကြီးစုပေးတဲ့